အဲလောဂရန်ဆိုတဲ့ character မှာအဲကစားကားမှာကျွန်တော်ရဲ့ character နာမည်ကရိုက်ပေါ့ဗောနော်ရိုက်ပေါ့ဆိုတော့အဲ့နာမည်နဲ့လိုက်အောင်အဲ့နာမည်တိုင်းပဲဗောနော်အများနဲ့ကျွန်တော်ကိုကြည်လိုက်ရင်အဲ့လိုရိုက်ပေါ့ဖြစ်နေရဗောထောင်မကျိုးတာဗောအဲ့လို character ပါဟုတ်အဲလူတွေအားလုံးကတော့ပျော်စရာရှိရဝမ်းနည်းစရာရှိတယ်ငယ်ရွယ်မှုတွေရှိတယ်အဲအတကြီးမှုတွေရှိတယ်ဒါဟိုအရွယ်အရွယ်အပိုင်းခြားမြေလောဂရန်ဆိုတဲ့ညာရှောင်းလို့မရအောင်တကယ် လောက်တန်ဆိုတဲ့ဟာတဲ့တဲ့ဒိုးလာရင်တော့ရင်ဆိုင်ရတဲ့ဆိုတဲ့သဘောမျိုးပြောတာပါဟုတ်စကားရဲ့ကူးနေတော့အမှတ်တရအနေနဲ့ဆိုရင်တော့အများကြီးပါပဲအဲအဓိကပိုင်းကတော့လို့ဝစ်စားပါနော်အဲလို character ကအဲလိုတောင်မကျိုးတဲ့ပုံစံမျိုးမှာဟို driver ကိုစိုးမမဲကအဲလိုအဝစ်စားကိုအဲလိုမျိုးအပွင့်နေခက်တည်နေလိုချင်တယ်တဲ့အဲဆိုတော့ကျွန်တော် live shower ရှာလို့လည်းမရအောင် အဲနောက်ဆုံးအိမ်မှာကျွန်တော်အမေဂါဝင်ချုပ်ဖို့ဆိုပြီးတိန်းထားတဲ့အပွင့်လေးရှိတယ်အဲ့ဒါကြီးကျွန်တော်ချုပ်ပြီးဝက်လိုက်တာပေါ့နော်အဲအဲ့ဒါကြီးကတော့ကျွန်တော်တို့အမှတ်တရပါပဲဟုတ်လောကနာစကားပါရောက်လာကြည့်တင်တယ်ဆိုရသဆုံးတယ်အဲကျွန်တော်တို့ဒီတငယ်ချင်းသုံးမှာနေကို Michael ရိုက်ပေါငကြစ်ဆိုပြီးအမှိုင် character သုံးခုဟိုဘက်တခြား site တွေမှာလည်းအဲ့လိုမျိုး လူစိုးလုပ်တဲ့ base တွေမှာလည်းအဲ့လိုမျိုးသူ site နဲ့သူအဲ့လိုထားကြကြပိုင်းနေရှိတယ်ဆိုတော့အဲဘယ်လိုပြောရမလဲဟိုစုံနေပေါ့နော် ဒီကားမှာဟာတာလည်းပါတယ်အဲ့လိုမျိုးဟာတာအရင်ဟာတာလည်းမဟာတာလည်းပါတယ်ဒရမ်မာလည်းပါတယ်ဖိုက်တင်လည်းပါတယ်ဆိုတော့ဒါရသဆုံနေဆိုတော့ဒါပရိသတ်ကြီးလာကြည့်တဲ့အခါမှာအချိန်ပေးရကြိုးနတ်မဲ့ကားပါအဲပရိသတ်ကြီးအချိန်ပေးတဲ့အခါမှာဟိုဘယ်လိုပြောရမလဲစိတ်ကြည်နမှုရရှိမဲ့ကားလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါရောကြည့်ရှုတင်ပါတယ်ခင်ဗျာဟုတ်အဲကျွန်တော်ကတော့ဒီတက်နိုင်တဲ့လောက်ဟိုပြဿနာဖြစ်မဲ့ ကိုနဲ့ကိုအတွက်မိုင်းနဲ့ပြမဲ့အလုပ်တွေဆိုတိတ်ပြီးတော့အဲ့နေရာတစ်ခုကိုလည်းတိတ်ပြီးတော့မသွားဘူးနည်းရှောင်းနေသူမျိုးဆိုတော့ကျွန်တော်တို့ကတော့ trade to logran ကတော့ heavy တော့မရှိဘူးဒါပေမဲ့ရှောင်းနေတဲ့ဂျားတဲ့နေပြဿနာကြီး logran နေဆိုတာကတော့ဒါချိန်တိုင်းဝင်လာတာမျိုးတော့ရှိတာပေါ့နော်အဲ့တော့ဟို logran အကြီးအသေးအလတ်အဲ့လိုပုံစံမျိုးစုံဝင်လာတတ်တဲ့ဒီ logran ကြီးကိုဟိုအဓိကအကောင်းဆုံးဘယ်လိုဖြည့်ရှင်းမလဲဖြည့်ရှင်းတဲ့အခါမှာလည်းနီလန်းမှန်မှန်နဲ့ဖြည့်ရှင်းတာဒီအကောင်းဆုံးဆိုတဲ့ဟာမျိုးပြတဲ့စကားလေးဖြစ်ပါတယ် တော်တော်များများကြိုက်တယ်ဒီအဲ့လိုဟိုလိုအဲ့လိုကောင်မလေးနဲ့ရှောက်သွားနေတဲ့အခန်းကြီးဆိုလဲကြိုက်တယ်အဲ့လိုတငယ်ချင်းနဲ့၃ယောက်အဲအဲ့လိုမျိုးဘာမှထိုင်တဲ့အခန်းကြီးလဲဆိုလဲကြိုက်တယ်အပြန်လဲဟိုဟိုဘက်နဲ့ဒီဘက်နဲ့ရန်ဖြစ်တဲ့အခန်းကြီးလဲကြိုက်တယ်အဲ့လိုမျိုးတောက်လျှောက်ပျော်နေတဲ့သူတယောက်ကလုံးဝစိတ်ညစ်စရာကြီးအကြီးတစ်ခုဝင်လာတဲ့အချိန်မှာဘဝကို change ချက်ကြီးလှုပ်လိုက်တဲ့ဟာမျိုးအဲအဲ့လိုစင်းနေလဲရှိတယ်အဲ့လိုစင်းနေလဲကြိုက်တယ်တော်တော်များကြိုက်ပါအဓိကဟုတ်